မင်္ဂလာပါရှင်ရောင်းဝခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မွန်မာရွေးကောက်ဝန်ကြီးလာပေးမယ်စစ်မှုထမ်းပေးဖို့အုပ်ချုပ်ရေးမှူးရဲ့ဇတိုက်ဖီအားပေးကန်တဲ့မွန်ပြည်နယ်မှာအနာသိစစ်ကော်မရှင်ကသူတို့ပြုလုပ်မဲ့အတွေ့အကြုံရွေးကောက်ဝန်ကြီးလာပေးမယ်စစ်မှုထမ်းတပ်သားတွေစုဆောင်ပေးဖို့ဇတိုက်ဖီအားပေးနေရလို့အမည်မဖော်လွှဲအုပ်ချုပ်ရေးမှူးတွေကပြောတယ်။စစ်ကော်မရှင်ကနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွက် တပ်သားရင်အများပြားလိုအပ်နေတယ်လို့သူတို့လုပ်မဲ့ရွေးကောက်ပွဲအတွက်လည်းလုံခြုံရေးအင်အားတွေလိုအပ်နေကြအောင်စစ်မှုထမ်းလူသေးရရှိအောင်ဖီအားပေးနေတယ်။အရင်ကစစ်မှုထမ်းတင်တဲ့အတွက် ငွေကြေးလိုအပ်သူတွေကိုငွေကြေးပေးဆောင်က လူစားထုံးကခေါ်ယူလို့ရခဲ့ပေမဲ့နောက်ပိုင်းမှာစစ်မှုထမ်းတင်နေစင်းနာနဲ့ရှင်းတဲ့စစ်မြေပြင်ကိုတန်ပေါ်လာထိခိုက်တဲ့ဆောင်ပွဲလည်းများပြားနေရကြောင်းလူစားထုံးကခေါ်ယူခဲ့ခဲ့ဖြစ်နေတယ်။မမီမဖော်လို့အဆွေမှုတော့ကရွေးကောက်ပွဲနီလာပေမဲ့စစ်မှုထမ်းတင်နေအတွက်လူသေးစုဆောင်ပေးဖို့ဖိအားပေးရှာခိုင်းနေပြီးချင်းချောက်ကြက်ကင်နိုင်ရှိနေတယ်လို့ပြောပါတယ်။ ဒါအပြင်စစ်ကောင်မရှင်ကလူသစ်ရှာဖွေဖို့ဖိအားပေးလာကြောင်းတချို့ရဲကျဲအုပ်ချုပ်ရေးမှုတွေကစစ်မှုတွေအတင်းတန်းတဒေတာတင်ကလူငယ်တွေကိုအတင်းတမဖမ်းဆီးစူဆောင်းတာဆင်ခေါ်စာပေးပို့တာအပြင်မဲနိုင်ခိုင်းတာတွေကစာလုံဆောင်ရရလို့ဆက်ပြောတယ်ဒေတာခန်တောက်ကလည်းစစ်မှုတန်းအတွက်အုပ်ချုပ်ရေးမှုတွေကကဲအီသမားကစာပတ်စံပေးပြီးစီယုံနေတယ်လို့အတင်းတမတက်သားစူဆောင်းတဲ့အတွက်လည်းလူငယ်တွေထွက်ပြေးရရှိလာတယ်လို့ပြောတယ် ီဘက်ချမ်းမှာတော့ကဲဒီမားတွေကိုပစံပေးပြီးစီယုံပြီးတော့လုံခြုံရေးပဲလိုက်ရမယ်လို့ဘာလို့အဲ့လိုမျိုးရှိတယ်သူတို့ကလူသစ်ရှာရဲဆိုတာကပြောမယ်ဆိုမြန်မာနိုင်ငံမှာရှိတဲ့လူငယ်ရဲဘဝကိုသူတို့ဖျက်ဆီးရတဲ့ရိုက်ချိုးနေရတဲ့အတူတူပါပဲအတရတမတက်တာဆူဆောင်တဲ့အတွက်တချို့လူငယ်ဆိုရင်နိုင်ငံခြားထွက်တာများတယ်တချို့လူငယ်ကြားစီးရင်ပါတယ်အဲ့စီးရင်မှာပါပြီးဆိုရင်ထွက်ပြေးကြတယ်ဒေသတွင်းမှာစစ်ကောင်ရှင်လောက်ခံနေဟာလူငယ်တွေကိုညာဘက်ချိန်တွေမှာဖမ်းဆီးရဆိုင်ကမျိုးသားနှစ်ယောက်မစီရနေရာမှာနှစ်ယောက်စီးပါကဖမ်းဆီးတာပြင်အလုတ်သားအလုတ်ပြန်ကားအစား ဖန်စီပြီးတော့စစ်မှုရတသားတင်ဆူဆောင်နေတာခုလိုစစ်ကောင်ဖြစ်ကအကြောင်းမျိုးမျိုးပြကလူငယ်တွေကိုဖန်စီပြီးတသားတင်ဆူဆောင်မှုများလာတာကြောင့်လူငယ်များစုအိမ်နီးချင်းနိုင်ငံတွေကိုထောက်ခံမှုမြင့်တက်နေပြီးတချို့တရားမဝင်လမ်းကြောင်းတွေကတဆင့်တွားရောက်တဲ့အတွက်မကြာခဏဆိုသလိုဖန်စီခံရမှုတွေရှိပါတယ်တရင်တိုင်းကပြုစုထားအချက်လက်တွေအရမွန်ပြည်နယ်မှာစစ်ကောင်ရှင်ပြည်သူစစ်မှုရတင်တဲ့ပတ်စင်တက်ကနေပတ်စင်ဆက်ရှင်အထိဒေသတွေကစစ်မှုရအကြောင်းဝင်တဲ့လူငယ်300ထက်မနည်းစစ်သားစုဆောင်ခံရပါတယ်ဆက်လက်ပြီးပေါင်းတဲ့မြန်မျိုးနယ်တို့မှာစစ်တပ်ကကြေးရည်ကိုလင်းတဲ့ပုံစံနေပြီးပြည်သူတွေ နေအများမှာမနေရတော့ပဲထွက်ပြေးနေရမကွေးတိုင်းပေါ့မြုံနယ်တွင်ဂျက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိကြေးရနယ်နေမြေတွေကိုလေရင်နဲ့ပေါ်ဆဲတိုက်ခိုက်နေပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရကြောင်းပေါ့မြုံနယ်ကာကွယ်ရေးဖွဲ့ကိုလိုက်အောင်ကပြောတယ်နိုဝင်ဘာ12ရက်နေ့မနက်7:25မိနစ်ခန့်မှာတရောင်းလေတဲကတက်လာဂျက်ဖိုက်တာတစ်စီးကပေါ့မြုံနယ်နောက်မြောက်ချမ်းရှိစေကြည်တောင်တဝိုက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲပေါ်ဆဲတိုက်ခိုက်တယ်ဂျက်ဖက်စစ်တပ်လေကြောင်းတိုက်ခိုက်မှုပြည်သူတွေထိခိုက်မှုမရှိတော့လဲလေကြောင်းတိုက်ခိုက်မှုတွေထပ်မံပြုလုပ်လာမည်ကိုဆိုရင်းနာကြောင်း ဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေရတယ်။အလားတူမကွေးတိုင်းမြန်မြွန်းနယ်ဝက်ပုတ်ရွာနီကိုလည်းဂျက်ဖတ်စစ်တပ်ကစစ်တပ်လေဒီနဲ့ပုံကျဲတိုက်ခိုက်သွားကြောင်းဒေသပြည်သူတွေကပြောတယ်။နိုဝင်ဘာ10ရက်မိုးလဲ7:56မိနစ်ခန့်မှာပခုတ်ကိုတမတရားတကတက်လာတဲ့စစ်တပ်လေဒီနှစ်စီးကမြန်မြွန်းနယ်ဝက်ပုတ်ရွာနီကို၄ချိန်ပုံကျဲတိုက်ခိုက်သွားကြောင်းဂျက်ဖတ်စစ်တပ်ပုံကျဲတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်းသိရတယ်။အဲ့ဘက်ကစစ်ကွဲစစ်ကြောင်ရှော်လန်ရှင်ပြတဲ့ပုံစံမျိုးနဲ့လေးချောင်းတိုက်ခိုက်သွားတာပြည်သူတွေထိခိုက်ဒဏ်ရာရတာမရှိဘူး။နေပစ္စည်းအမျိုးကိုကျွန်တော်ဆက်လက်စုံစမ်းနေပါ။ လန်ဒလစစ်တပ်ကပေါင်းမြုပ်နယ်နဲ့မြန်မြွနယ်အတွင်းစစ်ကြောင်းများစွာနဲ့စစ်တပ်ကစစ်ကြောင်းထိုးလာနေကြောင်းဆိုပါစစ်ကြောင်းတွေမှာပြည်စွာတိစစ်မှုရတပ်သားတွေနဲ့အင်အားရချီပောင်းလာကြောင်းဒေသပြည်သူတွေထံကနေသိရတယ်။ ဆက်လက်ပြီးကလင်းမြို့နယ်ပထမကြိမ်လူမှုတိုက်ပွဲညီလာခံကစစ်တပ်အတွေ့အော်ရေးကောက်ပွဲကိုကျင်းပစန့်ကျင်တိုက်ဖြန်အစုပေါင်းသဘောတူညီစကိုင်းနိုင်ကလင်းမြို့နယ်တွင်ပထမကြိမ်လူမှုတိုက်ပွဲညီလာခံကိုအော်တိုဝါလာတွင်ကပြုလုပ်ခဲ့ညီလာခံတယောက်လာကြသူတွေကချက်ဖက်စစ်ကော်မရှင်ပြုလုပ်မဲ့အတွေ့အော်ရေးကောက်ပွဲကိုအကျင်းပစန့်ကျင်တိုက်ဖြတ်သွားတဲ့သဘောထားညီညွတ်စွာချမှတ်ခဲ့ကြောင်းကလင်းမြို့လူမှုတိုက်ပွဲဥဆောင်ကော်မတီတာဝန်ရှိသူကပြောတယ် ်ပထမဆုံးလူလူတိုက်ပွဲကြီးလာကမ်းမှာစစ်ကောင်ဖြစ်တဲ့အရွေးကောက်ပွဲကိုပြည်သူတရက်လုံးနဲ့အတူအကျွမ်းမဲ့ဆန့်ကျင်တိုက်ဖြတ်သွားတဲ့ပါဝင်ကလေးမျိုးချင်းပြုတ်တော်လိုင်းဖွဲ့စည်းနေပြည်သူတိုင်းယုံကြည်အားကိုးခြင်းနဲ့ပြည်သူသားကောင်ပြည်သားစွာပြုမှုနေထိုင်ရန်သက်ဆိုင်တာဝန်ရှိသူတွေကကြီးကြပ်ပေးကြတဲ့တိုက်တွန်းခဲ့တယ်အစောပိုင်းကြီးလာခံကိုကလေးမျိုးလျှောက်နေမြေမှာကလေးဒေသအတွင်းရှိရရတီတီမှာဒေသခံကိုစလဲစုစုပေါင်း120ဦးတရားခေကြတယ်။ စစ်တပ်အတွေ့အကြုံရောက်ပေါ်တဲ့ပတ်သက်ပြီးဂျပန်စစ်အုပ်စုကပြည်သူ့ရဲ့ပေါ်ခေဆက်ဆက်ကျွလွန်ခဲဆရာဆွေးမှုတွေကိုဖုံးကွယ်ပြီးနိုင်ငံတကာတရားဝင်မှုရရှိရေးအတွက်အတွေ့အကြုံရောက်ပွဲကိုကျင်းပနိုင်ရန်ဂျိုးပန်ဖို့ကနိုင်ငံရေးထောင်ချောက်သားဖြစ်ကြောင်းကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီကထုတ်ပြန်နေကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီအနေနဲ့တိုင်းဒေသဖွဲ့စည်းပြည်ရင်းပြပါတော်လင်အားဆွေနဲ့နိုင်ငံတကာဖွဲ့စည်းလူသားချင်းစာနာထောက်ထားမှုကူညီပေးနိုင်တဲ့ဖွဲ့စည်းစေတနာရှင်တွေ Bright Dot ဖွဲ့တွေနဲ့အကောင်းမှုဆုံးချိန်ဆက်ပြီးလက်တွေ့ကြကြပူးပေါင်းနိုင်ရန်ဂျိုးပန်တိုင်းဖြစ်ကြောင်းကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီတောင်းရှိသူကပြောတယ် ဆက်လက်ပြီးဝလမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့စစ်တပ်ကကျေးရွာစနေအောင်မိရှုဖြက်စီမှုနဲ့ရာနယ်ချင်းမီလောက်ပြားကြားရွာပေါင်း20ကျော်မှာပြည်သူ1000ကျော်ပြည်သူထွက်ပြေးနေရ။စကိုင်းနယ်ဝလမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့ဂျပန်စစ်တပ်ကကျေးရွာစနေအောင်ကိုရွာပေါင်း20ကျော်မှာပြည်သူ1000ကျော်ပြည်သူထွက်ပြေးတိမ်းရှောင်နေရကြောင်းဝလမြို့နယ်လူတပတ်တိုက်ပွဲဥဆောင်ကော်မတီထုတ်ပြန်ကြတဲ့ဒေသပြည်တွေကပြောတယ်။အော်တိုဝါ7နေ့ကစတင်ပြီးလက်ရှိချိန်ဒီဝလမြို့နယ်အတွင်းဂျပန်စစ်တပ်ကစစ်ကြောင်း3ကျောက်ထပ်မင်းကျေးရွာတွေကိုဝေရောက်စီနေမိရှုနေခြင်းဖြစ်တဲ့ အဆိုပါဂျပန်စစ်တပ်စစ်ကြောင်းနဲ့မိရွတ်ပြစီမှုကြောင့်လက်ရှိချိန်မှာဝက်လက်မြင့်နယ်တွင်ရတော်ကုံရဓမ္မကုံရထုံဖို့ရမူကြီးရတရာဥရလှတော်ရရွှေကျင်ရခေါ်တာရဆိုင်းနိုင်လေးရလိန်ပင်ရမြင်တော်ရနဲ့ဥတီကုံရမှာယာနဲ့ချီတော်ပြည်သူတွေနေနေမီလောင်ပြကြခဲ့ကြောင်းသိရတယ်။လက်ရှိချိန်မှာဝက်လက်မြင့်နယ်တွင်ရှိရသားကြီးထုံဖို့တရာဥဓမ္မကုံရတော်ကုံဥတည်ကုံအုပ်ဖို့ကုံလက်ကြီးကုံကရုရီပါဝင်နီးနားရှိကြရမှာပြည်သူ2000ကျော်ပြည်လျောက်ထပ်ပြေးတင်ဆောင်နေရတယ်။ထို့ပြင်ဂျပန်စစ်တပ်ကအောက်တိုဘာ23ရက်နေ့ကနေနိုဝင်ဘာ1ရက်ထိ ဂျိုင်ကော့ပတာစစ်တပ်လေဒီနဲ့ဂျက်ဖိုက်တိုင်းနဲ့အကြိမ်160ကျော်ပုံကျတိုက်ခိုက်မှုတွေလည်းပြုလုပ်ထားကြောင်းဝက်လက်မြက်နယ်လူလူတပိတ်တိုက်ပွဲဦးဆောင်ကော်မတီကထုတ်ပြန်နေ။ဆက်လက်ပြီးမြန်မြွနယ်စစ်တပ်စစ်ကြောင်းပြည်သူလေးဦးတက်ပြန်မကွေးတိုင်းမြို့နယ်ကိုစစ်တပ်စစ်ကြောင်းထုံရဲစေစုကဒေသခံမျိုးသမီးနှုံးနဲ့အမျိုးသားနှုံးကိုတပ်ဖြတ်သွားလို့သိရတယ်။မြန်မြို့နယ်တောင်ပိုင်းတက်ကံပြူစရိယာကနေ950ခန်းမစစ်ကြောင်းအမှတ်နှစ်စစ်မှုဆောင်ဘက်ကစစ်ကြောင်းထုတ်လာတယ်။အဲဒီစစ်ကြောင်းဟာစစ်မှုဆောင်ကနေအရင်ကတော်လိုင်းတက်တွေတင်ယူထားတဲ့ ဝက်ဘော့ယူဆရရတဲ့ကိုဝင်ဖို့ကြိုးစားခဲ့ရလို့သိရတယ်။အဲဒီလမ်းကြောင်းမှာဒေါ်လိန်တက်တွေနဲ့ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီးစစ်တပ်ကအလောင်းနေတဲ့ကောင်ဝက်ပုတ်ရတဲ့ကိုဝင်ရောက်ခဲ့တယ်။တရက်ကရောက်ကထချင်းရောင်းရှင်ရောက်ကပြည်သူတွေကိုဖမ်းဆီးခေါ်လာပြီးပဇက်နဲ့လေပင်တွေကိုလီကာဝက်ပုတ်ရတဲ့မှာတပ်ဖြတ်ခဲ့ရလို့သိရပါတယ်။ ဆလဘီလာရှုံနကစကန်တွေကိုစုံခါရံကနေစစ်ကောင်စီနဲ့ MDA စီရင်တင်ပါတယ်လာရှုံမြို့နယ်မှာတက်ဆွဲထား MDA တက်တွေစုပ်ပေးဖို့စေယုဆွေအမှတ်ငါဆစ်စင်အထူးဖွဲ့မှုကိုလိုက်လာရှုံမြို့တိလာတောင်းဆိုပေးမယ်ညင်ပက်ခင်ရပြီးဆွေးနွေးမှုပြတ်သွားသလို MDA ကလည်းအရာတူချထားတယ်လို့မြေပြင်သတင်းမြစ်တွေကပြောတယ်လာရှုံမြို့ကနေမန္လီမြို့ဘက်ကိုဦးတည်ရပြောင်စုလက်မှတ်ပေါ်မှာရှိတဲ့နောင်မွန်နဲ့တက်ရံမိုင်းရဲ့ဘက်မြို့ကိုသွားတဲ့နောက်ပေါင်းဟိုရရွာလေးမှာ MDA ကတက်ဆွဲထားတဲ့နိုဝင်ဘာ17ရက်ကနေလာရှုံမြို့စင်နကောင်ဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကစစ်ခွာခိုင်းတယ်လို့စုံစမ်းသိရတယ် နောင်မော်နဲ့ပေါင်ဟိုရရွာတွေကတစ်ဆက်တည်းရှိရဖြစ်ပြီး MND ကတည်တညာနဲ့ကိုစစ်စင်နေတဲ့တူတည်ယူခဲနေမြေပေါဝင်နေပြီးခဲ့တဲ့ဧပြီလမှာတရုတ်ဆွဲအကြောင်းအစ်စဖက်မှုကြောင့် MND ကလာရှုမျိုးကိုကြီးတစ်ချက်ပေါက်ပွဲပြန်လွှဲပေးခဲ့တယ်။အခုထပ်ပြီးနောင်မော်နဲ့ပေါင်ဟိုရရွာတွေကနေတဆင့်ချင်းဆုပ်ပေးဖို့စေအုပ်စုကထပ်မံတောင်းဆိုနေရဖြစ်တယ်။စေအုပ်စုကတည်မျိုးသားလူမျိုးရေးတမ်တော်ထိန်ချုပ်ထားတဲ့ကြောင်မဲနဲ့ဒီဝမျိုးကိုပြီးခဲ့တဲ့အောက်တိုဘာလမှာပြန်သိမ်းပြီးယူပြီးနောက်ပိုင်းမန်လေးမူဆယ်ပြောင်စုလမ်းပိုင်းလာရှုနဲ့ဒီဝလမ်းပိုင်းပေါဝင်ခြင်းက MND စကန်တွေကိုဆုတ်ခွာဖို့ဖိအားပေးနေရဖြစ်တယ်။ ် MND ကလာရှုမြို့နယ်က၎င်းတို့တက်ဆွဲထားတဲ့နေရာတွေအကြောင်းနဲ့စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေအကြောင်းသတင်းထုတ်မပြန်သေးဘူးဒါပေမဲ့စစ်ကောင်စီနဲ့လက်ရှိရထားစီရေးရစဲသဘောတူညီချက်အစင်းဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အမြဲတမ်းရှိဖို့နဲ့ပြည်ဝကြကြနားလေဖို့အော်တိုဘား25နေ့ကထုတ်ပြန်ခဲ့တဲ့ MND ရဲ့ပတ်စင်တင်ကေဒါရီလက်ချက်တင်တဲ့စင်မှာ MND ရဲ့စေဦးစီချုပ်ကတင်းနှင်းစင်ကုတ်ကတဖွဲ့နေကိုတိုက်တွန်းပြောကြားခဲ့တာဖြစ်တဲ့ MDR 2023အောက်တိုဘာလ29ရက်နေ့မှာညီနောင်မဟာမိတ်ဖွဲ့ဖြစ်တဲ့ ANL DNL နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာတည်ထောင်ရနေကိုဆင်ဆင်စတင်ခဲ့ပြီးလာရှိုးလောင်ကိုင်းချင်းရွှေရောမွန်ကိုဖောင်ဆိုင်ကုံချံပန်လုံးကွမ်းလုံးတိန်နီတောင်မွန်ရဲဖန်ဆိုင်မျိုးတွေကိုတင်ပိတ်ခဲ့ပါတယ်တယုန်ထိုင်းမျိုးတွေမှာအောက်ချွေရန်တရားဖော်ဆောင်နေစဉ်တရုတ်ဆိုရရဲ့ဖျားကြောင့်စစ်ကောင်စီနဲ့ပြည့်ရထားသူလာရှိုးမျိုးကိုလည်း2025ခုနှစ်ဧပြီလမှာစစ်ကောင်စီကပြန်လည်ပေးခဲ့တာတိန်နီမျိုးကပြန်ပေးဖို့စစ်ကောင်စီကဖျားပေးနေတဲ့သတင်းတွေထွက်ပေါ်နေပါတယ် နားဆင်အားပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။